နည်းဆုံးခကြေငွေတရက်ကျပ်3600သတ်မှတ်တာကိုအခြားခန်းစားခွင့်တွေပါဝင်မှတ်သားလက်ခံနိုင်မှာဖြစ်တယ်လို့အလုံသမားအဖွဲ့အစည်းတွေကဇူလိုင်လ3ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ဒါ့အပြင်တရုတ်ကိုရီးယားထဲချုပ်လုပ်ငန်းရှင်တွေအနေနဲ့မြန်မာလူသားတွေကိုငွေရကျွန်အဖြစ်မမြင်ဘဲလူသားတအုပ်ဖြစ်မြင်ပေးဖို့ကိုလည်းပြောကြားခဲ့ပါတယ်။ အလို့သမားတွေအနေနဲ့အစိုးရဝန်ထမ်းတွေရဲ့အနေဆုံးလာစာထက်နှဲပါနေတဲ့ကြက်3600ကိုလက်မခံနိုင်ပဲအခြေခံလာစာနဲ့အတူခရီးစရိတ်နေထိုင်စရိတ်နဲ့လုပ်ငန်းခွင်ပညာသင်ကြားခွင့်တွေတတ်မှတ်ပေးဖို့တွေပါမှလက်ခံမယ်လို့သဘောထားထုတ်ပြန်မှုပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်လုပ်သက်အကျိုးခံစားခွင့်တစ်နှစ်ကိုကြက်3000ပေးဖို့နဲ့အဲ့ဒီတောင်းဆိုချက်တွေရရှိမှသာအခုလိုတတ်မှတ်မှုကိုလက်ခံမယ်လို့ဇူလိုင်လ3ရက်နေ့ကသဘောထားထုတ်ပြန်မှုပြုလုပ်ခဲ့ပါတယ်။ ယ်ဒလားစာမရလို့ဒီသားစုကာပါမဖြစ်ဘူးကျောင်းဆင်မထားနိုင်ပဲကလေးတွေလုပ်ငန်းဝင်တွေရောက်ကုန်ကျွန်တော်လူသားချင်းချင်းနေကြသွားတယ်ဒါမျိုးဆက်ပြီးပန်းနီးမယ်ဆိုရင်ပန်းနီးတဲ့ဒီတွင်းကဒေဂိုကန်းတွေပေါ့။ဒီဘကလာပြီးအမြတ်ထုတ်တဲ့လူတွေရောတောင်းဝန်ရှိတယ်။နိုင်ငံတော်ဆိုရက်လက်ပိုက်ကြည့်မနေပါနဲ့။တိတိယောက်ဖြစ်ရှင်းပါ။အဲ့ဒီလိုမဖြစ်အောင်လုပ်တဲ့လူတွေကိုတိတိယောက်ရည်ယူပါ။ကျွန်တော်တို့လူသမားတွေဒီနေ့ရည်ယူခံနေရတယ်။ဘယ်ဘက်မှမရောက်ဘူး။ လုပ်ငန်းရှင်တွေနိုင်ငံတော်ရဲ့စီးပွားရေးကိုပြိုလဲအောင်လှုပ်လှမ်းရင်လက်ပိုက်ကြည့်နေမှာလားလို့ဒီများတွေပြောတော့မယ်မြန်မာနိုင်ငံအနေနဲ့တရက်အနည်းဆုံးအခကြေငွေ7600တတ်မှတ်ပါကလာမယ့်စက်တင်ဘာလမှာစက်ရုံပိတ်သိမ်းပြီးအိမ်ပြန်ကြမှာဖြစ်တယ်လို့တရုတ်နဲ့ကိုရီးယားထဲကျုပ်လုပ်ငန်းရှင်တွေကဇူလိုင်လ2ရက်နေ့ကပြုလုပ်တဲ့ ထဲကျုပ်လုပ်ငန်းရှင်များစီဝေးမှာချိန်ချောက်ပြောဆိုခဲ့ပါတယ်။တချို့ကပြောတယ် CMB ကိုသက်သက်ခွဲမှာ။တခြားကဏ္ဍတွေအကုန်လုံး4000 CMB ကို3200ပေးမယ်လို့ပြောဘူးလေ။အဲ့တော့ကျွန်တော်တို့ကမဟုတ်ဘူး။အဲ့လိုမျိုးခွဲပေးရင် CMB မှာရှိတဲ့လူတွေဟိုဟုတ်ကဲ့။ဟိုကျွန်တော်ခွဲခြားဆက်ဆံလို့ဖြစ်သွားမှာ။ဒါကြောင့်အဲ့ဒါမဖြစ်စီအတွက်ကိုကျွန်တော်တို့ကတဒန်းနဲ့ပေးပါဆိုတော့အဲ့ဒါဆိုညှိမယ်။3200နဲ့4000ကြားထဲမှာကျွန်တော်တို့ဟိုလုကွန်မန်ဆို3600အနေနဲ့4000နဲ့3200ကြားက3600အနေနဲ့သတ်မှတ်ပေးဖို့သူတို့တောင်းဆိုလာတယ်။တောင်းဆိုတော့ကျွန်တော်တို့ပြန်ကြည့်လိုက်တော့ကဲဒါဆိုရင်လည်း ဲ့ကျွန်တော်တို့သမဂ္ဂတွေအနေနဲ့ကျွန်တော်တို့အစုအဖွဲ့တွေအနေနဲ့ကဒါကိုကျွန်တော်တို့လက်ခံတော့ဘာကြောင့်လဲဆိုတော့မကြာခြင်းတော့ဘူးမြန်မြန်ဆန်ဆန်ဖြစ်ချင်လာပြီနောက်တစ်ခုကလေဒီလိုဒီဥစ္စာမျိုးတန့်ရသွားရင်ကြာသွားရင်တစ်ခါပြန်တယ်ဖို့မလွယ်ဘူးဗျအချိန်နဲ့ရန်ကြအဲ့လိုထိခိုက်နေတာဆိုရင်မှကျွန်တော်တို့အလုပ်သမားဖြစ်တဲ့အတွက်ကိုနောက်တစ်ခုကကျွန်တော်တို့အလုပ်သမားတွေကခေါင်းမာတဲ့သူတွေမဟုတ်ဘူးကောင်းမွန်တဲ့အလုပ်ရှင်အလုပ်သမားအပြန်လန်လေးစားမှုရှိတဲ့အလျှော့တင်းရှိတဲ့လုပ်ငန်းဝန်ကျင်ကောင်းတရက်ကိုဖန်တီးကျင်တဲ့အလုပ်သမားတွေပဲဖြစ်တယ်ဆိုတော့လေတက်တည်ပြတဲ့အနေနဲ့ကျွန်တော်တို့လက်ခံလိုက်တော့လုပ်ရှင်ကတော့အလုပ်သမားကိုဒုက္ခလစား ါပို့ပေးရရင်တို့ကတော့ရက်လိုက်မယ်တို့ဆိုင်းလိုက်မယ်တို့အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်မယ်တို့အမျိုးမျိုးပြောတာပဲဒါပေမဲ့တကယ်တကယ်ကျတော့အလုပ်ပိတ်သိမ်းဖို့ဆိုတာအလုပ်ရှင်တို့အဲ့တော့ကမလွယ်တဲ့ကိစ္စဆိုကျွန်တော်သိချာသိတယ်နောက်တစ်ခုကတို့မှာ contract နေတယ်တို့တို့မှာသဘောတူစာချုပ်ပြီးအရင်းနဲ့သွားနေရတယ်တစ်ဖက်ကကိုပစ္စည်းတင်ဖို့လို့လက်ခံရမယ့်နေရာကိုလည်းပဲသဘောတူစာချုပ်ရှိတယ်ဒီဘက်ကအစိုးရနဲ့လုပ်တာလည်းသဘောတူစာချုပ်ရှိတယ်တကယ်လို့များတို့မလုပ်နိုင်လို့နောက်ဆုံးမယ်ပိတ်မယ်ဆိုရင်တော့လေဥပဒေတိုင်းပိတ်ဖို့ ဥပဒေတိုင်းပိတ်ကွာရတယ်အဲ့ဒီတော့အဲ့ဒီလုံသမားတွေအတွက်အလုံးမရှိတော့တဲ့အလုံးသမားတွေဒီတက်ပုံမကောင်းမွန်တဲ့အလုံးအဲ့ဒါမျိုးအလုံးကောင်းကောင်းမွန်မွန်ရရှိဖို့ကျွန်တော်တို့ဆက်ပြီးတော့လက်တွဲပြီးတော့ကျွန်တော်သွားကြအောင်ပါလေဒါအပြင်အစိုးရကကြက်3600တတ်မှတ်လိုက်တဲ့အတွက်စက်ရုံပိတ်သိမ်းကအိမ်ပြန်ရပါကအစိုးရရဲ့လုံဆောင်ချက်ကြောင့်သာဖြစ်တဲ့အတွက်တတ်မှတ်နစ်နာခြေတွေကြော်ခြေတွေပြေးနိုင်မှာမဟုတ်ဘူးလို့လည်းတရုတ်ထေချုပ်လုပ်ငန်းရှင်တွေကထပ်ဆင့်ချိန်ချောက်ပြောဆိုခဲ့တာဖြစ်ပါတယ်ပိတ်သိမ်းသွားမဲ့စက်ရုံမှာလည်းတရာအထိမရှိနိုင်ကြောင်းနဲ့အမြီးကန်လုတ်ကင်နေတဲ့မြန်မာလုပ်ငန်းရှင်အချို့ရဲ့လုံဆောင်မှုကြောင့်သာ ကျက်3600ကိုမပေးနိုင်ဘူးလို့အတန်းနေထွက်နေတာဖြစ်တယ်လို့ဦးစာနေသွေးကဆက်လက်ပြောပါရတယ်။အခုသဘောထားထုတ်ပြန်မှုနဲ့တင်းတင်းစာရှင်းလင်းပွဲကိုရန်ကုန်မြို့အင်းစိန်မြို့နယ်မှာရှိတဲ့မြန်မာနိုင်ငံလူ့သမားသမဂ္ဂများဖွဲ့ချုပ်ရုံးမှာဇူလိုင်လ10ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံလူ့သမားသမဂ္ဂများဖွဲ့ချုပ်အပါအဝင်အဖွဲ့ချုပ်၅ခုမှကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါရတယ်။